နောက်ဆုံးရနိုင်ငံတကာသတင်းကိုပြောပြပေးပါမယ်။အိန္ဒိယနိုင်ငံအနောက်ပိုင်းအမဒါဘတ်မြို့ကနေလန်ဒန်ကိုဂျွန်လ12ရက်နေ့ကဥတီထွက်ခွာလာတဲ့အဲအိန္ဒိယလေကြောင်းလိုင်းကခီးသည်တင်လေယာဉ်တစ်စင်းဟာပြန်တက်ပြီးမကြာခင်မှာပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။လေယာဉ်ဟာ Boring 787-8 Dream Liner အမျိုးအစားဖြစ်ပြီးလက်ရှိမှာခင်းအမီဆောင်ခီးသည်တင်လေယာဉ်မျိုးအစားဖြစ်ပါတယ်။ ။လန်ဒန်မြို့ Gaswell လေဆိပ်မှာဗြိတိရှစံတော်ချိန်ညနေ6:25မိနစ်မှာဆင်းသက်ရမယ့်လေယာဉ်ဖြစ်ပါတယ်။လူ142ယောက်လိုက်ပါလာတဲ့လေရင်ဟာလေစိတ်အနီးလူနေအိမ်ကြီးတွေရှိတဲ့နေရာကိုပြတ်ကျသွားခဲ့တာပါပြတ်တမ်းမှုအမှတ်စဉ် AI171 လေရင်ဟာပြန်တက်ပြီးစက္ကန့်ပိုင်းအကြာဒေတာစံတော်ချိန်မနက်10:08မိနစ်52စက္ကန့်မှာနောက်ဆုံးဆက်သွယ်မှုရရှိခဲ့တယ်လို့ Air India ကထုတ်ပြန်ပါတယ် လီယင်ဟာအမြင့်ပေ625ပေအရောက်မှာ နောက်ဆုံးဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ Flight Radar 24ကဖော်ပြပါဗျ။ TV ရဲ့နောက်ဆုံးရသတင်းတွေကို TV TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။